မင်္ဂလာပါရှင်ရှယ်ကွန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မန္တလေးမဟာမုနိဗုဒ္ဓရုပ်ပါတော်မြတ်ကြီးကန္နာကုဒီတိုက်ကျောင်းတော်ကြီးမှာထီးတော်ရှိစိန်ဖူတော်နဲ့ဌာပနာပစ္စည်းများအားလှူအားပေးနေတဲ့တက်မတော်သားများနဲ့ဝန်ထမ်းများကတာဝန်ရှိသူများထံအနန္တတဲ့သတင်းဖြစ်ပါတယ်။ လောက်ခတ်ခဲ့တဲ့မန္တလေးငလင်ကျောင်းမန္တလေးမဟာမုနီဗုဒ္ဓရုပ်ဝါတော်မြတ်ကြီးကိန်းဝတ်ဆံပေတော်မူသောကန္နာကုဒီတိုက်ကျောင်းတော်ကြီးရဲ့အရက်လေးမျက်နှာရှိဆင်မြင်များတစောင်းနေရာများပြုကြပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာတမ္ပတော်သားများကဖယားကြီးကောပကအဖွဲ့မှတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးဆက်ရန်နေရာများရဲ့အကူအညီရယူကာအပျက်စီးများအားဖေရှားရှင်းလင်းခြင်းလုပ်ငန်းများကိုအချိန်နဲ့တပြေးညီဆောင်ရွက်ကြကြောင်းသိရပါသည် မတ်လ28ရက်မှဧပြီလ1ရက်ထိကျောင်းတော်ကြီးရဲ့အနောက်ဖက်ရှင်မြင်းတို့ရှိအဆောက်အဦအပြည့်စီများကြမှာရတနာပစ္စည်း152မျိုး38ချက်သာ၄ဘယ်၄ရွေနဲ့အတွင်းစိန်ဘူးတော်ကို၎င်း ဧပြီလ2ရက်တွင်ရတနာပစ္စည်း152မျိုး28ချက်သား4ဘဲ9ရွေနှင့်အပြင်စိန်ဘူးတော်အောက်ချမ်းကို၎င်းဧပြီလ3ရက်တွင်ရတနာပစ္စည်း83မျိုး10ချက်သား17ဘဲ4ရွေကို၎င်းဧပြီလ4ရက်တွင်ရတနာပစ္စည်း295မျိုး42ချက်သား9ဘဲ6ရွေနှင့်အပြင်စိန်ဘူးတော်အပေါ်ချမ်းစိန်9ရည်ဒီပါကို၎င်း ဧပြီ5ရက်တွင်ရတနာပစ္စည်း264မျိုး58ကျပ်သား15ဘဲ5ရွေကို၎င်းဧပြီ6ရက်တွင်ရတနာပစ္စည်း84မျိုး14ကျပ်သား2ဘဲ3ရွေကို၎င်းဧပြီ9ရက်တွင်ရတနာပစ္စည်း124မျိုး18ကျပ်သား14ဘဲ2ရွေကို၎င်းဧပြီ၈ရက်တွင်ရတနာပစ္စည်း64မျိုး9ကျပ်သား5ဘဲကို၎င်း ဒီကနေ့ထိစုစုပေါင်းရတနာပစ္စည်းမျိုးစုံ1250မျိုး209ချက်သား3.8ရေတူအားတွေ့ရှိခဲ့တာကြောင့်တာဝန်ရှိသူများကဖယားကြီးကောပကထံသို့စနစ်တကျလွှဲပြောင်းအနံပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။